ယနေ့ခေတ်ကနှီးပညာခေတ်ဆိုတော့နှီးပညာတွေကတိုးတက်နေပါတော့เนาะဘယ်လောက်ထိနောက်တိုးတက်နေလဲဆိုကျွန်တော်တို့အင်တာနက်ကို၃ရက်လောက်မှမသုံးနိုင်ဘူးဆိုရင်ကျွန်တော်တို့နောက်အနည်း20 30လောက်ကိုပြက်ကျန်လောက်တည်းထိတိုးတက်နေတာကုမ္ပဏီတွေလည်းသူထက်ငါအပြိုင်ပေါ့နော်ဘယ်လိုမျိုးနှီးပညာအတစ်ဆန်းတွေကိုလုပ်ရမလဲဆိုတာကိုပဲစဉ်းစားနေကြတာအဲ့ထဲမှာမှကျွန်တော်တို့ရဲ့ smartphone industry ကလည်းတစ်ခုအပါဝင်ပဲ အဲသူတို့ရဲ့အသစ်ထွက်လာမဲ့ဖုန်းတွေထဲမှာဘယ်လိုမျိုးနှီးပညာအသစ်စမ်းတွေကိုထည့်ရမလဲဆိုတာကိုသူတို့ကလည်းစဉ်းစားနေကြတာ။အဲထဲမှာမှ display နှီးပညာအသစ်စမ်းတွေလည်းပါတယ်။ဒီလိုမျိုး display နှီးပညာတွေရမှာအခုနောက်ပိုင်း flagship ဖုန်းတိုင်းနှီးပါမှာတုံးနေကြတယ်။ P1 Dimming ဆိုရဲကျွန်တော် brightness ကိုအတိုးလျှော့လုပ်တဲ့နှီးပညာအကြောင်းကိုဒီနေ့မှပြောပြပေးပါမယ်။အဲတော့ P1 Dimming ဆိုတာပါလေဘယ်လိုအလုပ်လုပ်လဲနဲ့သူ့ရဲ့ကောင်းကျိုးစုတွေကိုတစ်ခါလေးပြောပြပေးမယ်။အဲတော့ကျွန်တော်တို့အတူတူကြည့်လိုက်ကြအောင်။ Yangon Mobile Store အဲ့တော့ P2N Dimming ဆိုတာပါလဲပထမအုပ်စုအနေနဲ့ P2N ရဲ့အခြေခံကိုပြောမယ်ဆိုရင်တော့ Port Width Modulation လို့ခေါ်ရဲပေါ့နော်ဒီ P2N Dimming ကိုအများဆုံးအဖြစ် OLED Display တွေ AMOLED Display တွေနဲ့ ATVO AMOLED Display တွေမှာ Brightness ကိုအတိုးလျှောက်လုပ်တဲ့နေရာမှာသုံးတယ်ပေါ့နော်အဲပုံမှန်အခြားသော LCD display အချို့သော LCD display ဖုန်းတွေမှာလည်းသုံးတယ်ပုံမှန်အားဖြင့်အရင်တော့ဖုန်းတွေမှာပါဒီလိုမျိုး brightness ကိုအတိုးလျှော့လုပ်မယ်ဆိုရင် DP1 dimming ဆိုတဲ့ဒီပညာကိုသုံးမယ်နဲ့ DC dimming ဆိုတဲ့ဒီပညာကိုသုံးတယ် ဲ့တော့ DC gaming နည်းပညာကဘယ်လိုအလုပ်လုပ်လဲဆိုတော့စပြီးတော့ပြောလိုက်အောင်ဒီ DC gaming နည်းပညာကဘယ်လိုမျိုးအလုပ်လုပ်တာလဲဆိုတော့ ျွန်တော်တို့ရဲ့ဖုန်းမှာ brightness ကိုအတိုးလျှော့လုပ်ကျင်တဲ့အခါကျရင်ကျွန်တော်တို့ရဲ့ display မှာရှိတဲ့ pixel လေးတွေကိုလျှက်စစ်ပေးရတယ်။အဲ့ပေးရတဲ့လျှက်စစ်က current နဲ့ bore တွေကိုသူကဓာတ်ရဲ့အတိုးလျှော့လုပ်ပြီးတော့ brightness ကိုတိုးတာလျှော့တာကိုသူကလုပ်တယ်ပေါ့နော်။အဲဒါကပုံမှန် LCD display ဖုန်းတွေမှာကဘာပြဿနာမှမရှိဘူးဆိုပေမဲ့အခုနောက်ပိုင်းဒီပေါ်ဈေးကြီးတဲ့ဖုန်းတွေမှာတုံးလာကြတယ်။ OLED display တွေ AMOLED display တွေမှာတော့ပြဿနာအနည်းငယ်ရှိတယ်။ ်ဘယ်လိုမျိုးပြဿနာလေးလဲဆိုတော့ဒီ OLED display တွေမှာက brightness တွေကိုရှော့လိုက်တဲ့အခါမှာ DC dimming ကိုတုံးထားမယ်ဆိုရင်ကျွန်တော်တို့ color တွေမှန်မှန်တော့တာလေအရောင်တွေပြောင်းသွားတာပေါ့နော်ပုံမှန်ကျွန်တော်တို့အနီရောင်လိမ္မော်ရောင်တွေမြင်ရတာဒီလိုမျိုး color accuracy ဖြစ်တဲ့ပြဿနာတွေကဖြစ်လာတယ်အဲ့တော့ smartphone ကုမ္ပဏီတော်တော်များများကဒီ OLED display မှာကဒီ P brand dimming ဆိုတဲ့နည်းပညာကိုစပြီးတော့တုံးလာကြတယ်အဲ့တော့ P brand dimming နည်းပညာကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာကိုပြောပြပေးမယ် အပိမဒီမင်းဒီပြင်တာကဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့ brightness ကိုအတိုးလျှော့လုပ်ချင်တဲ့အခါကျရင်ကျွန်တော်အပေါ်မှာပြောခဲ့တဲ့ DC dimming လိုမျိုး ဝယ်ဆယ်တွေကိုပေးရတဲ့ current တွေ voltage တွေကိုဒါရက်အတိုးလျှော့လုပ်တဲ့နီလန်းကိုမသုံးမနဲ့တစ်စက္ကန့်အတွင်းမှာကျွန်တော်တို့ screen ကိုကျွန်တော်ပိတ်လိုက်ဖွင့်လိုက်ပေါ့နော်အရန်မြန်တဲ့အနေနဲ့ပိတ်လိုက်ဖွင့်လိုက်ဒီလိုမျိုးလုပ်ပြီးတော့မှ brightness ကိုအတိုးလျှော့လုပ်ရပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့တစ်စက္ကန့်အတွင်းမှာကျွန်တော်တို့ဖွင့်ထားတဲ့အရေးအတွက်ကများမယ်ဆိုရင် brightness ကများတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဖွင့်ထားတဲ့အရေးအတွက်ကနည်းမယ်ဆိုရင်တော့ brightness ကနည်းတယ်ဒီလိုမျိုးပုံစံနဲ့သူတို့ကအလုပ်လုပ်တယ်ဒီလိုမျိုးတစ်စက္ကန့်အတွင်းမှာပိတ်တဲ့ဖွင့်တဲ့အရေးအတွက်ကိုကျွန်တော်တို့ frequency hertz နဲ့တိုင်းတာတယ် ဲ့တော့ frequency များလေလေတစ်စက္ကန့်အတွင်းမှာပိတ်တဲ့ဖွင့်တဲ့အရေအတွက်ကများလေလေ frequency နည်းလေလေတစ်စက္ကန့်အတွင်းမှာပိတ်တဲ့ဖွင့်တဲ့အရေအတွက်ကနည်းလေလေဒီလိုမျိုးသတ်မှတ်ထားလို့ရတယ်ပေါ့နော်အဲ့တော့ BB1 dimming ကိုတုံးလို့ဘယ်လိုမျိုးကောင်းထုတ်တွေရလဲဆိုတော့ကျွန်တော်တို့ပုံမှန် DC dimming တွေမှာလို့ကျွန်တော် brightness ကို short ချလိုက်ခါကြရင် color တွေမှန်မှန်တော့ဒါလေး color တွေပြောင်းသွားတယ်ဒါတွေမရှိဘူး color တွေကကျွန်တော်တို့ brightness ကိုပဲတိုးထားတာ short ထားတာ color တွေကသူ့ color တိုင်းအမှန်ထွက်တယ်ဒီကြတော့အယောင်ပြောင်းတာတွေပါမရှိဘူး ကာလာအကျူရစီပို့ပြီးတော့ကောင်းတယ်ပေါ့နော်နောက်ပြီးတော့ဒီ B1 Gaming ကထုတ်လုပ်မှုကုန်ကျစရိတ်ကလည်းကျွန်တော် DC Gaming Data ဆိုင်ပို့ပြီးတော့နည်းတယ်အဲ့တော့ကျွန်တော် smartphone ကုန်ပြီးတော်တော်များများကခုနောက်ပိုင်း flagship ဖုန်းတွေမှာဆိုရင် B1 Gaming ကိုထည့်ပေးလာကြတယ်ဒါကတော့ B1 Gaming ရဲ့အားသာချက်တွေပေါ့နော်အဲ့တော့သူ့ရဲ့အားနည်းချက်တွေကဘယ်လိုလဲ ပထမဆုံးအားနည်းချက်ကလည်းကျွန်တော်ဖုန်းနေမှာက flicker ထတာပေါ့နော်အဲဒါကလည်းတစ်စက္ကန့်အတွင်းမှာကျွန်တော်တို့ပိတ်လိုက်ဖွင့်လိုက်ကအချိန်ရတက်ကတာမန်မျိုးလုံးနဲ့မမြင်နိုင်ဘူးဆိုပေမဲ့ flicker ထတာထတာပဲအဲဒီလိုမျိုး flicker ထတဲ့အချိန်မှာကျွန်တော်တို့ frequency များတဲ့ background dimming ကိုတောင်းတော့ပြဿနာမဟုတ်ဘူးဆိုပေမဲ့အဲ900 hertz အောက်ရောက်တဲ့ကျွန်တော် frequency ပါတဲ့ background dimming ကိုတောင်းမယ်ဆိုရင်တော့ကျွန်တော်တို့မျက်စိကြိုက်တာတွေမျက်စိညောင်းတာတွေမျက်ရည်ဝေးကြတာတွေအဲဒီလိုမျိုးပြဿနာတွေဖြစ်နိုင်တယ် အဲ့တော့ဒီလိုမျိုးပြဿနာမဖြစ်အောင်ဒီ smartphone ကုမ္ပဏီတွေကဖြည့်ရှင်းနည်းနှစ်ခုနဲ့ဖြည့်ရှင်းတယ်အဲပထမဆုံးတစ်ခုကတော့ဒီ pre-branding ကိုစပြီးတော့သုံးမယ်ဆိုရင် ကျွန်တော်တို့ anti flicker mode လိုမျိုး feature တွေကိုဖုန်းထဲမှာထည့်ပေးတယ်။နောက်ထပ်ဖြည့်ရှင်တစ်ခုကတော့ဒီပေါ့နော်ဒီ smartphone မှာသုံးမဲ့ display မှာကျွန်တော်တို့ high brightness ဆိုရင်တော့ရိုးရိုးတန်းတန်း DC dimming နည်းပညာကိုပဲသုံးပြီးတော့ကျွန်တော်တို့ low brightness မှာဆိုရင်တော့ PWM dimming နည်းပညာကိုသုံးတဲ့ hybrid display ကိုစပြီးတော့သုံးပြီးလာကြပြီ။ဒါတော့ခုနောက်ပိုင်း flagship display ဖုန်းတွေမှာသုံးပြီးလာကြတဲ့ PWM dimming ဆိုတာဘာလဲနဲ့ဘယ်လိုမျိုးအလုပ်လုပ်လဲသူ့ရဲ့အားသက်ချက်အားနည်းချက်တွေကိုမဲဆွေတို့ဘူးဒုတာရအောင်ပြောပြပေးရတာပဲဖြစ်ပါတယ်။ အခြားသောဗီဒီယိုမှာလည်းအခြားဗဟုသုတရရတဲ့ပြောပြပေးပါမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်နေကျွန်တော်အောင်ခတ်ပါ